အားလုံးပဲမင်္ဂလာပါရှင်မြစ်ချနာတရင်ကြနေရဲ့ဇွန်လ20ရက်နေ့ရေဒီယိုစစင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဝိုင်းမော်မျိုးနှောင်ချင်းချေရွာမှာရှိတဲ့ဆက်ဆောင်စခန်းကအကြောင်းသူကြောင့်သားတွေအတွက်ကျောင်းဝတ်ဆောင်အပြင်စာရေးကုရီယာတွေလိုအပ်နေကြတယ်လို့သိရပါတယ်။ပြည်ထောင်စုရေကောက်ဘေးကော်မရှင်ဥပဒေပုံမှန်၁၄ကိုအာဏာသိမ်းဆက်သက်ကောင်ဆောင်ပို့ချုပ်မှုချင်းမြောင်းလိုက်ကပြင်ဆင်တမန်လိုက်ပါရယ်။ဘူတော်ခဲအတွင်းအစိုးရအကြောင်းတွေမှာဖက်ဆောင်မထုတ်ပေးတရားအကြောင်းကျောင်းသူကျောင်းသားတွေအခက်တွေ့နေပါရယ်။စားထိတ်တဲ့နေကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်သူမိုင်းနေဖြစ်ပါရယ်။ ဝိုင်းမော်မြို့နှောင်းချင်းချေရွာမှာရှိတဲ့ဆရာောင်စခန်းကကျောင်းသူကျောင်းသားတွေအတွက်ကျောင်းဝတ်စုံအပြင်ဆိုင်ရာကိရိယာတွေလိုအပ်နေကြတယ်လို့သိရပါတယ်။ထရေဆာကတင်ဆက်ပေးမှာပါ။နေစဉ်စာရေးတောက်ရဲအတွက်ရုံးကန်နေရတာကြောင့်ကြောင်းတက်နေတဲ့ကလေးတွေအတွက်လိုအပ်တာတွေမဝေနိုင်ဘဲဖြစ်နေရတယ်လို့နောင်ချင်းစေဆောင်စကန်တာဝန်ခံဆရာခေါင်တောင်ကပြောပါတယ်။ကျောင်းလုံးဆိုင်ရန်ကမဆော့ကြောင်းတက်နေပြီဆိုတော့စောက်ခဲတာဘောပဲနေကျောင်းဝဆောင်နေအဲ့ဒါတွေလိုအပ်နေတယ် မိုးရင်းကာလာလေးဖြစ်တဲ့အတွက်အချောင်းအတွားအပြားအတွက်ထီးနဲ့အမူကားတွေလည်းလိုအပ်နေပေမဲ့နေ့စဉ်စရိတ်အကြောင်းမတတ်နိုင်တဲ့အခြေအနေလို့ဆိုပါရယ်လွန်ခဲ့တဲ့လတွေတုန်းကမြည်ရမတက်သေးတဲ့အချိန်ရွှေချင်းအနည်းရေကျင်းလို့ရပေမဲ့အခုအချိန်မှာတော့မြည်ရတက်သွားပြီဖြစ်တဲ့အတွက်ရွှေချင်းလုံငန်းရက်နာခြာရပြီးစကားအနည်းပတ်ဝန်းကျင်မှာ နေစာအလုံးလောက်ကင်နေရတယ်လို့ဆိုပါတယ်။ဒါအပြင်အင်တောင်စု300လောက်နေနေတဲ့မိုးကာဒေးတွေပြက်စီးလာပြီးဖြစ်တာကြောင့်တွမိုးနဲ့အစာထိုးခြင်းပဲမဲ့အလူရှင်မရှိတဲ့အတွက်အခက်အခဲကြုံနေရတယ်လို့လည်းတဝန်ခံကဆိုပါတယ်။ဗလာမင်းချင်းမြောက်ဖက်ပိုင်းတလျှောက်ရှိကျေးရွာတွေဖြစ်တဲ့လပန်းနောင်ချင်းအင်ပေါင်ဟန်ကောအင်ကန်ခမ်ဘူဂွီချူခိုင်ရန်စတဲ့ကျေးရွာတွေအတွင်းမှာဆိတ်ရှောက်စကန်52နေရာဖွင့်လက်ကလူဦးရေ1000ကျော်ခိုလုံနေကြတာဖြစ်ပါတယ်။ ။နောင်ချင်းစိတ်ဆောင်စကားမှာတမကအကျန်စိတ်ဆောင်စကန်တွေကကလေးတွေအလုံးကြီးပါဟာလဲ။ကျောင်းဝတ်စုံတွေနဲ့စာရေးကြိယာတွေလိုအပ်နေကြတာပါ။အထက်ပါစီရှောင်းတွေဟာပြီးခဲ့တဲ့2024ခုနှစ်မတ်လပထမအပတ်ကနေစတင်ဖြစ်ပွားခဲ့တဲ့ KIA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတွေရဲ့တိုက်ပွဲတွေကြောင့်ဝိုင်းမော်မျိုးနဲ့အနီးအနားခြေရွာကတင်းရှောင်လာသူတွေဖြစ်ပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်3996 3033ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်ဆက်လီကိုအာဏာသိမ်းစစ်တပ်ကောင်ဆောင်ပို့ချမှုချင်းမြောင်းလင်ကပြင်ဆင်တမလိုက်ပါတယ်။စောစိုင်းကတင်ဆက်ပေးမှာပါ။ဒီနေ့ထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့တွေမှာအဲ့ဒီအကြောင်းတွေကိုထုတ်ပြန်ထားတာဖြစ်ပြီးမင်းအောင်လိုင်းအမိန့်နဲ့ပြင်ဆင်ကြောင်းတတ်မှတ်လိုက်တာပါ။ ပုံမှန်၁၄ဟာကော်မရှင်ရဲ့အဖွဲ့အခွဲအဆင့်ဆင့်ကိုဖွဲ့စည်းတဲ့အချိန်ပါဝင်ရမယ့်ပုံကိုယ်တွေကိုတတ်မှတ်ထားတဲ့ပုံမှန်လည်းဖြစ်ပါတယ်။မပြင်းစင်ခင်တုန်းကပုံမှန်အရာအဖွဲ့အခွဲတွေကိုဖွဲ့စည်းတဲ့အချိန်အများယုံကြည်လေးစားရတဲ့သူအ ਨੇ ဆုံး၃ယောက်နဲ့ဖွဲ့စည်းရမယ်လို့ပြဋ္ဌာန်းထားတာပါ။အခုပြင်ဆင်လိုက်တဲ့အချိန်မှာတော့အများယုံကြည်လေးစားရတဲ့သူတွေဖြစ်စေနိုင်ငံဝန်ထမ်းတွေဖြစ်စေအ ਨੇ ဆုံး၃ယောက်နဲ့ဖွဲ့စည်းရမယ်လို့ပြင်ဆင်လိုက်တာဖြစ်ပါတယ်။အခုဥပဒေကိုမပြင်ဆင်ခင်2023ခုနှစ်တုန်းကလည်း စစ်ကောင်စီဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်ခဲ့ဖူးပါတယ်။အဲဒီနောက်2024ခုနှစ်မှာပဲနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုထပ်ပြင်ဆင်ခဲ့တယ်လို့အခု2025ခုနှစ်မှာတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုထပ်ပြင်ဆင်လိုက်တာပါ။စစ်ကောင်စီဟာရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလနဲ့နောက်နှစ်ဇန်နဝါရီလထဲမှာကျင်းပဖို့ကြေညာထားပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့နီးလာတာနဲ့အမျှစစ်ကောင်စီရဲ့အလိုဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကလည်းရွှေ့ပြောင်းနေထိုင်သူတွေမဲပေးခွင့်ရရှိအောင်လှုံ့ဆော်ကြဖို့သူတို့ရဲ့ဝန်ထမ်းတွေကိုဆက်တိုက်တိုက်တွန်းနေပါတယ်။ တော်ခင်အတွင်းအစိုးရအကြောင်းတွေမှာကျောင်းသုံးဖက်ဆောက်မှုတွေမထုတ်ပေးသေးတဲ့အပြင်အပြင်မှာလည်းရောင်းချသူတွေမရှိရကြောင်းကျောင်းသူကျောင်းသားတွေဟာဖက်ဆောက်မှုမရှိပဲကျောင်းသက်နေကြရတယ်လို့ဒေတာခန်တွေကပြောပါရယ်အရှင်နည်းတွေကလို့အစိုးရကျောင်းဝတ်တဲ့အခါဖက်ဆောက်အုပ်တွေကိုတက်ရောက်ရမယ့်အတန်းအလိုက်တခါတွေမထုတ်ပေးတော့တဲ့အတွက်ခက်ခဲကြုံနေရတာလို့ဘူတော်ဒေတာခန်သူကပြောပါရယ်တိုင်းငင်ကိုစက်ကောင်နန်းဟင်းတူကလည်းငါဒီနေ့ကလုံးဝမရောက်ဘူးလေနဲ့လည်းမတဲသေးဘူးအကုန်ကြအရမ်းများတဲ့အတွက်လေ အဲ့တော့ចောင်းတက်နေတဲ့ကလေးတွေကမဝင်နိုင်ကြဘူးကာလန်ကလည်းအများရန်ပြက်နေတော့ဘယ်သူမှမတဲချင်ကြဘူးအရှင်နစ်ကအနေငယ်ချမ်းရှိနေတဲ့ဖက်ဆာအိုဘာသာစုံကိုချမ်းငါတောင်းနဲ့ရောင်းချနေကြတဲ့အချိန်ចောင်းသူចောင်းသားအနေငယ်ရကြပေမဲ့အများပိုင်းကမဝင်လိုက်ရဘူးလို့လည်းဆိုပါတယ်ဘယ်ဒီမုန်းကျဲဒီငါဆိုတော့ရောင်းတဲ့သူလည်းမရှိတော့ဘူးဟိုတလောကတော့ရောင်းတဲ့သူတွေကရောင်းကြရှင်းတလောက်လေးရောင်းကြတာပေါ့ ဖက်ဆာအုံမရရှိကြတဲ့ကလေးမိဘတွေဟာမိချနာမျိုးကဝီယူဖို့ပြုလုပ်ကြပေမဲ့ပြလန်နေတဲ့အတွက်မရရှိကြသလိုဒီဟာအတွင်ဖက်ဆာအုံအဟောင်းလေးကိုရှာဖွေပြီးတောင်းယူတာမျိုးတွေလည်းရှိပေမဲ့အခုချိန်ထိအဆုံးလျောင်မရရှိသေးဘူးလို့သိရပါဗျ။ ကြပင်မစုရေးစာအုပ်တွေလည်းဘူတာခန့်အတွင်းမှာရောင်းချတာမရှိတဲ့အတွက်တချို့ကမေချနာမျိုးကနေမှယူနေကြရတယ်လို့သိရပါတယ်။ရင်းနှီးတွေကအစိုးရချောင်းလေးမှာချောင်းလအပ်တဲ့ကလေးတွေကိုချောင်းအပ်တဲ့နေ့မှာပဲမူလတန်းကနေအထက်တန်းအထိဖက်စာအုပ်နဲ့ရေးစာအုပ်ခေတန်းပေါ်ပန်းပေတန်းနဲ့အခေပြက်တွေကိုတစ်ခါတည်းပေးလိုက်ကြပါမယ်။ဒီနေ့မှာတော့မရှိတဲ့အခြေအနေဖြစ်နေရပါဘူတောက်ခန်အတွင်းကမျိုးနေရတာမကဂျေဝါရီအထိအကြောင်းတက်နေတဲ့ကလေးတွေအနေနဲ့စာရေးကိရိယာတွေမရှိရအောင်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတမင်းပစ္စည်းတကူလိုတည်ယူခွင့်မရရှိကြတဲ့ ဲ့အတွက်ခြေခံစေဝါရီတောင်မှမရှိတဲ့အခြေအနေကိုရောက်ရှိနေလို့သိရပါတယ်ဘူတော်ဒေတာဟာလမ်းမန်းဆက်တွေ့ရခဲ့တဲ့ဒေတာတစ်ခုဖြစ်ပြီးအကြီးကြီးရှမ်းမှုအပြင်မွေးရတီရောက်တိုင်းဝေလံခံပြရတဲ့ဒေတာတွေမှာလမ်းတွေပြက်စီလေးရှိပြီးတော့ဒေယူပို့ဆောင်ရခဲ့တဲ့ဒေတာတစ်ခုဖြစ်ပါတယ်အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ် လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပပမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စေချင်ပါတယ်။ ခနဲ့ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ဂျိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နှင့် ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကျွန်တော်တရင်ချာနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းအောင်နောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်ချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။